ိုက်တယ်နော်ဟုတ်ပြီအဲ့မှတေဟီကလောက်ရှိတဲ့ရံွက်ကြီးတတိုင်းလွတ်ထားတာအဲ့ဒီကလေးနှစ်ယောက်ကဘာဖြစ်လဲဆိုတော့အမေဖေမြားကလည်းသဘောမတူတော့ခုတ်ပြေးလာခုတ်ပြေးလာတော့အဲ့ဒီတောင်သူကြီးရောက်တော့တောင်သူကြီးကနေပြီးတော့ အဲ့ဒီရံွက်ကိုလည်းလောက်ကိုင်းစားတော့ခွင့်ပေးတယ်အဲ့ဒီရံကိုင်းအဲ့ထဲမှာလည်းတဲလေးတစ်လုံးရှိတယ်အဲ့ဒီတဲမှာလည်းအလကားနေခွင့်ပေးတယ်ပြီးတော့သူတို့လုပ်ငန်းမရှိသေးတဲ့အချိန်စားဖို့တောက်ဖို့စံစဘာကမှဇဟင်းချက်စရာကမှဇာကုန်ပေးတယ်အဲ့လိုပေးတော့ကြတော့ပေးတော့ဒီကလေးတွေကလည်းဒီတောင်သူဦးကြီးအမတန်သဘောကောင်းတဲ့တောင်သူဦးကြီးကိုဘာလုပ်လဲဆိုလို့ရှိရင်ဟင်းလေးတွေဘာလေးတွေပေးတာပေါ့ဗျာဦးဇင်းတို့ရဲ့မြန်မာနိုင်ငံမှာက မေတ္တာအသွာပြန်ဆိုတာရှိတယ်လေမေတ္တာစေရနာအသွာပြန်ဆိုတာရှိတယ်မဟုတ်လား တော်တော်ကောင်းများဒီမှာတော့မသိဘူးဗျာဦးစင်းတို့ညံမြေဒေတာမှာဆိုလို့ရှိရင်တော်တော်များများကအိမ်မီးနှားခြင်းနဲ့ဆိုလို့ရှိရင်ဟောဒီနေ့ငါတို့ဟင်ကောင်းလေးချက်တယ်ဆိုလို့ရှိရင်ဘေးအိမ်ကိုတခွက်ပေးအဘေးအိမ်ကလည်းဗာဖြစ်တော့တခွက်ပေးအဲ့ဒါမျိုးလေးတွေရှိတယ်နော်ဒါဦးစင်းတို့မေတ္တာအသွားပြန်ပေါ့နော်မေတ္တာဆိုတာတော်တော်ကောင်းများပါတော့အလျားအနံမရှိပေမဲ့အော်မအသွားပြန်တော့ရှိပါတယ်ဆိုပြီးတော့ငငယ်တော့ကောင်းမလေးတွေစားလိုက်ပြီးရင်ဗာမြတ်တာတော့ငငယ်တော့က ကိုចောင်းသားလေးတွေပြောတာပါကိုသိနေမဟုတ်ဘူးဘာတော့အဲဘာတော့သမီးသားစာပြီးပြီဆိုရင်ဘာတော့အမဲမေတ္တာဆိုတာအလျားအနံမရှိပေမဲ့အသွမ်းအပြန်တော့ရှိပါတယ်ကွာဒါကြောင့်ကိုကိုအဲပြန်စာလေးပြန်ရေးပေးပါအမဲဟုတ်လားအိုးသူတို့ကောင်းများတို့ငယ်ငယ်တုန်းကအဲ့ဒါလို့ရေးခဲ့တာမို့လားစာခစ်တယ်မိတယ်မို့လား သုံးနှစ်သုံးမှုခစ်တယ်မဟုတ်ဘူးလားသူတော်ကောင်းများကသုံးနှစ်သုံးမှုစောင့်ရတယ်ခစ်တယ်မဟုတ်လားဒကာကြီးတွေတော့နည်းနည်းတော့နည်းနည်းနောက်ကျလောက်မယ်ထင်ပါတယ်ဒကာကြီးတို့ကဒီတဲမှာတို့ရုပ်ရှင်မင်းသားကြီးကိုလိတ်ခြင်းကိုလိတ်ခြင်းအသက်တဲ့တော့ကြီးတယ်လို့မရှိတော့ဘူးနော်မရှိဘူးအဲ့ဒါဆိုနည်းနည်းနောက်ကျတယ်ဟုတ်တယ်မဟုတ်လားသုံးနှစ်သုံးမှုတော့မဟုတ်တော့ဘူးနည်းနည်းအဲ့ဒီအသက်ရွယ်ဒကာကြီးတို့အသက်ရွယ်လောက်ဆိုနှစ်နှစ်လောက်တော့တစ်နှစ်လောက်တော့လျှော့သွားလောက်ပြီးထင်တယ်နော်အင်းဟုတ်ပြီထားလိုက်တော့နော်မေတ္တာဆိုတာဘာလဲတော့ အလျံအနံမရှိပေမဲ့အသွားပြန်တော့ရှိပါတယ်ကွာကိုမင်းရှိကစာလေးပြွန်နေပါလေပုံမောင်ပါချမ်းဆိုဟုတ်လားအေးဟိုအဲ့ဒါကတော့မောင်ပါချမ်းကြီးတာပြောတာပါကဲထားလိုက်တော့ဦးစင်းတို့ဘာတော့ မြန်မာနိုင်ငံရဲ့မြန်မာနိုင်ငံသူနိုင်ငံသားတော်တော်များများကဘာဖြစ်တော့မေတ္တာအသွမ်းအပြန်အဲ့ဒီလိုနှင်းွက်ကလေးတွေဟိုဘက်ဒီဘက်ပြေးကြတာပဲနော်ဒါလေးတွေရှိတယ်ရန်ကုန်မှာကတော့ရှိပါဘူးညဟိုဘက်အခန့်ဒီဘက်အခန့်ရှိတဲ့နေရာတော့ရှိမှာပါရှိတဲ့နေရာတော့ရှိမှာပါတချို့တလေပေါ့နော်နဲတာပေါ့ဟိုဘက်အခန့်နဲ့ဒီဘက်အခန့်တော့နာမည်သိချင်မှသိတာတကားလေးဒါလေး